်မင်္ဂလာပါရှင် ကျမတော့ဖူအီနေပါ DV ရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ဒီဇင်ဘာလကုန်ပိုင်းမှာစတင်မဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတူအောင်ရွေးကောက်ပွဲဖြစ်ပြီးပြည်သူတွေလက်မခံကြဖို့နဲ့ဩစတြေးလျအစိုးရလည်းလက်မခံစေဖို့အတွက်ဩစတြေးလျနိုင်ငံကမြန်မာတွေဦးဆောင်တဲ့ဆန္ဒပြပွဲတစ်ခုကိုနိုမာလာ29ရက်နေ့ကဩစတြေးလျအစိုးရရုံးရှိရာကမ်ပါရာမြို့မှာပြုလုပ်ခဲ့ပါတယ်။ ဆနပြပွဲဦးဆောင်သူဒေါက်တာရမင်းကဩစတြေးလျနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားတွေမဲလာပေးဖို့အတွက်မြန်မာတန်ယုံကပြောလာနိုင်တဲ့အတွက်အခုလိုရွေးကောက်ပွဲစန့်ကျင်ရမယ်ဆိုတာကိုသိစေချင်တာနဲ့ဩစတြေးလျအစိုးရကိုလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူအယောင်ဆိုတာသိစေချင်လို့အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဆန္ဒပြပွဲကိုစစ်တနီမျိုးကမြန်မာတွေကဥဆောင်ခဲ့တာဖြစ်ပြီးအော်စတြေးလျနိုင်ငံမှာနေထိုင်ကြတဲ့တခြားမျိုးကမြန်မာတွေလည်းလာရောက်ဝင်ရံခဲ့ပြီးတော့အင်အား900ကျော်နဲ့အော်စတြေးလျအစိုးရလွှတ်တော်ရုံးရှိနဲ့မြန်မာတန်ရုံးရှိတွေမှာတွားပြီးတော့ဆန္ဒပြခဲ့ကြတယ်လို့သိရပါဗျာ။ ဒါပြင်ဩစတြေးလျရောက်မြန်မာတွေရောတခြားနိုင်ငံသားတွေပါပါတဲ့စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်းလက်မှတ်တွေကိုလွှတ်တော်တဲ့အထီးပို့တဲ့လှုပ်ရှားမှုတွေနဲ့ဩစတြေးလျအစိုးရအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့တောင်းဆိုမှုတွေဆန္ဒပြပွဲတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်ရှင်။ရွာငံမြို့မှာစစ်ကောင်စီတပ်သားတွေကလက်နက်အပြည့်အစုံနဲ့ကြန့်ခိုင်ပါတီပန်ဖလက်တွေကိုလိုက်လံဝေငှနေပါတယ်။ဟန်နာသတင်းပြပို့ထားပါရရှင်။ ရှမ်းပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရသည့်တရွာငံမြို့မှာတန့်ခိုင်ရေးပါတီကနေဝင်ရောက်အရွေးခံမဲ့ကိုယ်စားလှယ်လောင်းတွေကနိုဝင်ဘာလ16ရက်နေ့ကမိတ်ဆက်ဆိုင်ပုတ်ထုခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲစစ်ကောင်စီရဲ့တပ်သားတွေကလက်နက်အပြည့်စုံနဲ့အဲ့ဒီကိုယ်စားလှယ်လောင်းတွေရဲ့ပန်ဖလက်တွေကိုလိုက်လံပေးဝေးနေတာပဲဖြစ်ပါတယ်။ဒီချင်းနေနဲ့ပတ်သက်ပြီးလာမယ့်2025ရွေးကောက်ပွဲမှာဝေရောက်ရှင်ပြန်မဲ့နိုင်ငံရေးအတွေ့အကြုံရှိခဲ့တဲ့အမတ်လောင်းတယောက်ကခုလိုပြောပါရယ် 现在还有无锡的味素呢，滕王阁是，菩萨布拉游客朋友无锡人不呢？哎，大家留意啊，不但自己是国家的，但是无锡人或者国家的，对不？还有个人那边没有，我们无锡人的头衔是啥？哎呀，大家话你那边啥？我们那无锡人是无锡人，啥？没没个马路，这里有啥比钞票好嘛不呢？那不就为啥？没没个马路，像安那天下白的说，哎，古。 ကိုတတ်ပြီးကြီးလုံးကြအောင်မှာလားပေါ့နော်ဟိုနိုင်ငံမျက်နှာဦးနဲ့ UCU ပေါ်ဆောင်မယ်ဆိုရင်ပုံစံရဆိုရင်တော့အဲ့ဒါလေးတော့ဒီကြပြန်စီစစ်ဖို့လိုလို့ရယ်ရွာငံမြို့နယ်ဟာလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်ဒုတိယပိုင်းရွေးကောက်ပွဲကျမှသာကျင်းပမယ်မြို့ဖြစ်ပြီးအဲ့ဒီမြို့မှာစံခန့်ရေးပါတီဆိုင်ဖို့အပြင်ပြည်သူ့အရှိဆောင်ပါတီဆိုင်ဖို့တွေကိုလည်းစိုက်ထူထားပါတယ်စစ်တပ်ကလိုက်ဝေတဲ့ပန်ဖလက်တွေမှာ ရွာငံမြို့နယ်ကနေဝင်ရောက်ယူချဲ့ခံမဲ့ကိုစလီလောင်း၄ရောက်ရဲ့ကိုကြီးအကျင့်နဲ့မဲပေးစနစ်တွေပါတီကျွတ်ကျော်တန်တဲ့ဆောင်းပုတ်တွေကိုရိုက်နှိပ်ထားတာပါအခုလိုစစ်တပ်ကလက်နက်အပြည့်စုံနဲ့ကြမ်းခံရေးပါတီကိုစလီလောင်းပန်ဖလက်တွေကို PRB ချင်းချောက်တလို့လိုက်ဝေနေတာနဲ့ပတ်သက်ပြီးတတိပုဂ္ဂလကိုစလီလောင်းတယောက်ကအခုလိုပြောပါတယ်ရှင်ပြန်ခွေအခွင့်အရေးကအရင်ပုံပေါ်တော့ရှင်ပြန်လို့မရတဲ့အနေအထားရောက်သွားတာပေါ့ဟုတ်တခြားပါတီတွေနဲ့နင့်လာတာပေါ့တခြားပါတီတွေမဲဆွဲစီယုံကိုခက်ခဲ 看看你这钱嘛，都都话，俺们要帮助人家呢，没说来收银包，差不离离啊，你们当然拿不了包了，喏，俺们这生意上装路，有，出事了，俺俺俩得出事了，我那比如你，可能俺们要领着，那路边了，有你朋友那那路边了的，把点烟锅，没说把烟锅收来家里打，估计那点打拢个马屁太，马屁太那个意思了，装路歪意思了点。cool，那那比什么呢？ ကျန်းခံရေးပါတီအနံ့ရရှိမှုစစ်တပ်ကဥဆောင်ဆောင်ရွက်နေပေမဲ့လည်းရွာငန်ဒေသခံပြည်သူတွေကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးလင့်ချက်ထားစရာမရှိဘူးလို့တုံ့တက်ပြောဆိုပါတယ်။ဒီကောက်ပွဲရဲ့ကျွန်တော်တို့ကခလေးတွေဆိုတိုင်မပြောကြဘူး။ဟုတ်လားဝန်ဆောင်ဝန်ဆောင်ကတော့မှာပဲ။အလိုမျိုးပဲမြင်လား။ဒီကောက်ပွဲကဒီကထောင်းနေတော့လောက်ကဖူရလို့မမြင်လို့ထင်တာပဲ။ကျွန်တော်တို့မြင်ရတယ်။အမေဒီမဲ့ဆိုတော့ဒီလိုသဘောနဲ့လောက်ကလည်း ကျွန်တော်လူတူအနေနဲ့တော့သိညိုလဲချင်လဲထားလို့မရဘူးပဲသူတို့ကြီးသမားလေးအထက်မှာဆိုတော့ကျွန်တော်ညိုလဲချတော့ဘာမှမပြီးဘူးစိုက်ပျိုးရေးလုပ်ငန်းနဲ့အဓိကတက်မွေးကြတဲ့ရောင်ငန်မြို့မှာဝင်ရောက်ရွေးခံမဲ့အမတ်လောင်းတွေချင်းမှာဒေသခံတောင်တူနေရောက်ပါဝင်ပြီးရုရှားကနေတတုပေဒါနဲ့မဟာအင်ဂျင်နီယာဘွဲ့ရရှိထားတဲ့ဒေသဦးစီးအဖွဲ့ဝင်တယောက်နဲ့ရန်ကုန်မြို့ကကော်ဖီချန်လုပ်ငန်းလုပ်ကင်သူတယောက်လည်းပါဝင်ပါတယ် စစ်တပ်ကလက်နက်ပြည့်စုံနဲ့ကြံခန့်ရေးပါတီရဲ့ပန်ဖလက်တွေကိုလိုက်လံဖြန့်ဝေနေတာကမဲမတမာမှုတွေဆောင်ရွက်ဖို့ကြိုတင်ပြင်ဆင်လာတဲ့အခြေအနေဖြစ်တယ်လို့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ကိုစရလောင်းတချို့ကတုံ့တပ်ပြောဆိုပါတယ်ကျမဟနာပါဆရာကြီးဂုံတူးဦးသိန်းနိုင်ရဲ့ဇာပနအခမ်းအနားကိုနိုမာလာ28ရက်နေ့မှာရေဝဲတုတ်တံမှာကျင်းပခဲ့ပါတယ်။အခမ်းအနားကိုပညာသင်ကြားရေးအတိုင်းအဝိုင်းနဲ့ရုပ်ရှင်စာပေအတိုင်းအဝိုင်းကဆရာကြီးရဲ့တပည့်တွေအများအပြားတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာကွယ်လွန်သွားသူနဲ့ပတ်သက်ပြီးအမတ်တရစကားပြောကြတဲ့အစီအစဉ်ကိုလည်းထည့်သွင်းခဲ့ပြီးဆရာကြီးရဲ့တပည့်ရဟန်းတန်ကတိလရှင်တွေတပည့်လူပုဂ္ဂိုလ်တွေကအမတ်တရစကားတွေပြောကြခဲ့ကြပါတယ်။ဆရာကြီးဟာသခိုင်းတိုင်းမုံရွာမြို့နယ်ဇာတိဖြစ်ပြီး1955ခုနှစ်မှာ မုံရွာမြို့အမတ်နဲ့အခြေခံပညာအထက်တန်းကျောင်းကနေတက္ကသိုလ်ဝန်ထမ်းကိုအောင်မြင်ခဲ့တာဖြစ်ပြီးတော့တနိုင်ငံလုံးမှာတူရဲသောမြန်မာစာကုန်ဒူးရှင်အဖြစ်အောင်မြင်ခဲ့သူဖြစ်ပါတယ်။ ဒါပြင်ဆရာကြီးဟာမန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်းအထက်မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှလည်းပါဝင်ခဲ့ပြီးမြန်မာဇာတ်သည်တမိုင်းမြန်မာရုပ်ဆောင်သည်မြန်မာစာစီစာကုန်းများရေးတဲ့ပြဆက်စကားပြီးစားတဲ့စာအုပ်တွေအပြင်စာအုပ်ပေါင်းမြောက်များစွာကိုရေးသားပြုစုခဲ့ပြီးတော့1963ခုနှစ်နဲ့1965ခုနှစ်တွေမှာအမျိုးသားစာပေစုရရှိခဲ့ပါတယ်။ဆရာကြီးဟာပြီးခဲ့တဲ့နိုမာလာ25ရက်နေ့မှာလူကြီးယောဂာနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်90ရှိပြီဖြစ်ပါတယ်။ ဆရာကြီးဘွားတတတာအတွင်သူတရတာစာပေတွေအပြင်မြမစာအထောက်ကူပြုတင်ကြားရေးစာအုပ်ပေါင်း21အုပ်ကိုလည်းရေးသားထုတ်ဝေခဲ့ပါတယ်ရှင် Star Wars Spider-Man နဲ့ Elf စကားမှာပါဝင်တဲ့အသုံးဆောင်ပစ္စည်းတွေကိုလာမယ့်လမှာလေလံတင်ရောင်းချမှာဖြစ်ပါတယ်။အမတ်တရပစ္စည်းပေါင်း1350ကျော်ကိုပေါင်၈တန်းဝင်ကျင်နဲ့ရောင်းချမှာဖြစ်ပြီး ဒီဇင်ဘာလ9ရက်ကနေ9ရက်အထိ Prof Store ရဲ့စောင်းရာသီအမှတ်တရလေးလံပစ္စည်းရောင်းချမဲ့အစီအစဉ်မှာထည့်သွင်းထားတာဖြစ်ပါတယ်။ဒီအထဲမှာ1980ခုနှစ်ကထွက်ရှိခဲ့တဲ့ Star Wars The Empire Strikes Back စကားမှာ Boba Fett ရဲ့ Rifle တနက်လဲပါဝင်ပြီးတော့ပေါင်3သိန်းခွဲကနေ9သိန်းအထိရောင်းချပွဲရှိပါတယ်။ 1983ခုနှစ်ကထွက်ရှိခဲ့တဲ့ Return of the Jedi ဇာတ်ကားမှာပါဝင်တဲ့ခေါင်းဆောင်နဲ့ Strong Trooper E11 တနက်လဲလေလံမှာပါဝင်မှာဖြစ်ပါတယ်။ Indiana Jones and the Temple of Doom ဇာတ်ကားမှာပါဝင်သရုပ်ဆောင်တဲ့ Harrison Ford ရဲ့အညိုရောင်အုတ်ထုတ်လေဒီလီလန်ပွဲမှာပါဝင်မှာပါ။ဒါပြင် Christmas ရုပ်ရှင်ဖြစ်တဲ့ Elf ဇာတ်ကားရဲ့ဇက်ကောင် Farrell ရဲ့အစိမ်းရောင်ဝတ်ဆုံ Spider-Man 3ဇာတ်ကားရဲ့အနက်ရောင်ဝတ်ဆုံ ရုပ်ရှင်သရုပ်ဆောင်တိုဘီမက်ကွာယာဝစ်ဆင်ခဲ့တဲ့ Spider-Man ဝစ်ဆုံတွေလည်းပါအောင်ပါပါဒါပြင်ဒီလီလန်ပွဲမှာ Back to the Future ဇာတ်ကားမှာပါတဲ့ Marty McFly ရဲ့ Hoverboard နဲ့ The Red Shoes ဇာတ်ကားမှာပါတဲ့ဘဲလေးဖက်နဲ့လည်းပါအောင်မှာဖြစ်ပါရဲ့ရှင်။ DVM မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးဤနေပါ။ ကြည့်ရှုနာဆင်မြင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။